ရိသတ်တွေစောင့်မျှော်နေကြရိဘရိုနီကာနဲ့သရုပ်ဖိုက်တာမှလီမင်ဂရီရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီဗျဘရိုနီကာကဒီပွဲအတွက်အထူးအင်အားယူတာကအောင်လာအန်ဆန်ရဲ့စကားပါနော်အောင်လာအန်ဆန်ကဒီပွဲနဲ့ပါသက်ပြီးဘရိုနီကာကိုဖုံးခေါ်ပြီးတော့လုံးဝထင်မှတ်ထားရ ਈ ပြောသွားခဲ့ကြောင်းနဲ့အောင်လာအန်ဆန်ကိုယ်တိုင်ကသူဟာ1 championship မှာ champion ဖြစ်နိုင်တဲ့အကြောင်း bronica ကိုအားပြီးစကားများစွာပြီးခဲ့တဲ့အကြောင်း bronica ကမနေ့ကသင်လာခဲ့တယ်ပေါ့နော်ဆိုတော့သူအနေနဲ့ champion ဖြစ်တယ်မဖြစ်ဒီကိုအကောင်းဆုံးချပြခြင်းနဲ့အကောင်းဆုံးရလာမြို့သူနေနဲ့ပိုင်းဆိုင်ခြင်းနဲ့ပေါ့ဒီပွဲကကျွန်တော်တို့ပွဲပြတ်သွားတဲ့ fighter เนาะကျွန်တော်တို့ဟို bronica ရေးပြိုင်မဲ့ထက်တောင်ဟိုဒီပွဲက bronica အတွက်အဆင်ပြေတယ်လို့ပြောနေကြရပေါ့နော်အဲဘာကြောင့်လဲဆိုတော့ဒီ the fighter limingri ကဒါပွဲဝင်းနေတာတော်တော်လေးကိုကြာပါပြီ ပြီးတဲ့အခါကျတော့ဟိုလိုပြောမလဲဝမ်ချမ်ပီယံရှစ်မှာပွဲဦးထွက်ဖြစ်တဲ့အတွက်သူ့အနေနဲ့ pressure เนาะကျွန်တော်တို့ချင်းသားမရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်เนาะဒါကျွန်တော်တို့ဘယ်လိုပြောမလဲ pressure နဲ့ငယ်ရှိတယ်ပေါ့ဆိုတော့ဒီဘက် one friday fight မှာတော့မနေ့ဖြန်ည9:00နာရီခွဲမှာတော့ကျွန်တော်တို့ဒူကောင်ပွဲနေနဲ့ဂရန်သူလေး Bronica ကြီးနဲ့ Liming Greedo ကထိုးသက်ကြမှာပါ ဆိုတော့လီမီဂရီရဲ့သက်တမ်းကိုကြည့်မယ်ဆိုရင်ဒါခစ်ပေါင်စင်သူတို့နိုင်ငံမှာခစ်ပေါင်စင်ကဘယာရှိထားရီခစ်ပေါင်စင်ပွဲပေါင်း30လေးပွဲထိထိုးသက်ထားပြီး29ပွဲနိုင်ခဏပွဲရှုံးပြီးအလေးထိုးနဲ့နှစ်ပွဲသာအနိုင်ရရှိထားရီသူပါအလေးထိုးသပွဲရှုံးထားရီဆိုတော့အလေးထိုးပါဝါလက်တီကမပြေဘူးလို့ကြောင်းနေနေပြောလို့ရတယ်เนาะဒါပေမဲ့ news နဲ့ကောင်းနေပေါ့เนาะပြီးတော့သက်လုံကောင်းတယ်เนาะအလေးထိုးပါဝါ Bronica လောက်မရှိဘူးအသက်ကတော့အသက်29နှစ်ပဲရှိသေးတယ်အရင်၅ပဲ၃လဲမှဖြစ်တယ် ကဲကျွန်တော်တို့ရဲ့ bro ကြီး bro ကြီးကတော့ကျွန်တော်တို့အရက်ကအနေငယ်ဟိုဘယ်လိုပြောမလဲတလက်မလောက်ပူတယ်ပေါ့နော်အရက်က၅ပြီ၄လမရှိပြီတော့အသက်ကတော့ကျွန်တော်တို့20 29နှစ်ရှိပြီဝမ်းမနှစ်ပွဲထိုးထားရေသပွဲနိုင်သပွဲရှုံးပေါ့ဆိုတော့ bro နီကာကတော့အလူတီထားကြတဲ့အတိုင်းပဲဒါကျွန်တော်တို့ junior feathers ကို feathers ဂျင်က club က junior feathers ကိုဘယ်လိုမျိုးလုတ်ပြထားလဲ ကျွန်တော်တွေ့ရနိုင်တယ်ပေါ့နော်ဂျူနီယာဖဲလက်ဆိုရင်အခုတည်းအခုတည်းဒီဆလာမထူနိုင်လို့ဒါဝမ်ချန်ပီယံရှစ်ကနေနော်ကျွန်တော်တို့ထူးတာကနေဘောက်ဆင်လောကကနေအားယူလိုက်ပြီဖြစ်တယ်ဆိုတော့ဒီပွဲကဘရိုနီကာကိုအယောင်သင်မဲ့ပွဲလို့အယောင်သင်ပေးမဲ့ပွဲလို့ပြောကြတယ်အားလုံးကနော်ပြီးတဲ့ခါကျတော့ပရိသတ်တွေကပါအကြောင်းလေး ဒီဒီယုတ်ဖိုင်တာကိုဘာကြောင့်နိုင်စေချင်နေကြလဲဆိုတော့ဒီယုတ်နိုင်ငံကိုမကြည့်ချင်ကြဘူးညာဒီယုတ်ကကျွန်တော်တို့ပြည်သူတွေကိုအများကြီးလှုပ်ထားရပါညာပေါ့နော်သူတို့စိတ်ခံစားချက်ဖြစ်ပေါ်နေတာနော်ဒီယုတ်ကငါတို့ပြည်သူတွေအပေါ်မှာသာဝန်မကြီးတာတွေအများကြီးပဲနော်ယုတ်မာတာတွေအများကြီးပဲဒါကြောင့်မလို့ပြည်သူတွေကိုစားရောက်အောင်နိုင်ပြပေးပါဆိုတဲ့အနေထားမျိုးတွေလည်းရှိတယ်ဘလို့ရှိစီပါအလုံးကဒီပွဲမှာ Bronica အနိုင်ရမယ်လို့ခံမှန်းထားကြတယ်လို့ Bronica ကိုယ်တိုင်ကလည်းသူက World Championship မှာ အောင်လာပြီးခပတ်ကိုရယူထားရသူဖြစ်ချင်တာဖြစ်တဲ့အတွက်ဒီပွဲကိုမရရအောင်အားယူပြီးတော့မကြရီမှာချမ်ပီယံခပတ်လူပွဲကိုသူစိန်ခေါ်ပါလိမ့်မယ်ဗျာ။